မလေးရှားနိုင်ငံမှာရင်မတော်တဆမှုကြောင့်နှစ်နာရီတိုင်းလူသူဦးတည်ဆုံးနေမလေးရှားနိုင်ငံမှာတရားဝင်စီးရင်စရာတွေအရ2024ခုနှစ်မတ်လ14ရက်မှ2025ခုနှစ်မတ်လ18ရက်နေ့အထိလမ်းမတော်တဆမှုတစ်ခုကြောင့်နှစ်နာရီမှာလူသူဦးနှုန်းတည်ဆုံးနေတယ်လို့သိရပါတယ်။ဒါပြင်စက္ကန့်90တိုင်းမှာရင်မတော်တဆမှုတစ်ခုဖြစ်ပွားနေတယ်လို့အစင်းတွေအရသိရပါတယ်။မလေးရှားနိုင်ငံဟာ ဟာရီရာယာအားလည်းရဲ့ရာသီနီးကပ်လာချိန်နဲ့အတူတန်းနဲ့ချီတဲ့ပြည်သူတွေသူတို့ရဲ့ဇာတိမျိုးတွေကိုခီးသွားတဲ့အချိန်မှာရင်မတော်တဆမှုတွေဖြစ်များပါတယ်။ရင်ကျော်ပိတ်ဆို့မှုနဲ့လမ်းအနေရဲ့ကင်းရှင်းရေးဆိုင်ရာကက်ဘိနက်ကော်မတီရဲ့ဖော်ပြလာတဲ့ကိန်းဂဏန်းတွေအရာမတော်တဆမှုအရေးအတွက်ဟာအထက်ကဘွဲတော်ချင်းပတ်ရာနေရဲ့တွေမှာတိတိတတ်တာမြင့်တက်လာတာဖြစ်ပြီး ပွဲတော်ကာလအတွင်းတော့ကြာစင်သွားတတ်ကံပွဲတော်ပြီးဆုံးတာနဲ့ရင်ကျော်ပိတ်ဆို့မှုတွေနဲ့အတူပုံမှန်ပြန်လည်မြင့်တက်လာတာကိုတွေ့ရပါတယ်ကင်ကနဲအရာ2024ခုနှစ်ရဲ့ရင်းတိုက်မှုအများဆုံးဖြစ်ပွားတဲ့၃ရက်ဟာအေဘီလ9ရက်ရင်းမတော်တဆမှု2185ခု၊အေဘီလ၄ရက်2160ခု AB6 ရဲ့2156ခုဖြစ်ပြီးဘွဲတော်ရဲ့အတွင်ခေတ်ကြာဆင်းသွားပြီနော် AB15 ရဲ့နေ့မှာမတော်တဆဖြစ်ပွားမှု2146ခုအထိထပ်မံမြင့်တက်လာတာတွေ့ရပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်